အားလုံးပဲမင်္ဂလာပါခင်ဗျာ Wave Boy Channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲဒီမင်းညားကရှင်ပြန်ခဲ့တာကြရတဲ့ Nordian Forest နဲ့ Manchester United တို့ရဲ့ပွဲပြီးသုံးသချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုရင်တစ်ဖက်ငကိုးတီတေးရလန်းနဲ့ပြီးဆုံးသွားတယ်ဒီပွဲစဉ်မတိုင်ခင်မှာကျွန်တော်ဟိုပွဲကြိုသုံးသချက်အနေနဲ့ဒီဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ဟို Manchester United အနေနဲ့အ ਨੇ ဆုံးတေးရလိုက်တော့ရခဲ့မယ်။ဟိုနိုင်ဖို့အတွက်လည်းရခိုင်လို့များတယ်လို့ကျွန်တော်ခံမှန်းပေးခဲ့ရတယ်။တကယ်တမ်းလဲဒီနေ့ပွဲမှာ United အနေနဲ့ဟိုတေးရလက်က ိုစိတ်ကျင်နေဖို့ကောင်းတယ်ဆိုပေမဲ့တကယ်တမ်းကအနိုင်ရဖို့ပို့ပြီးတော့ထိုက်တန်မှုရှိတယ်လက်တက်ကစားလာတကယ်ကိုဟိုအနိုင်ရလက်နဲ့ထိုက်တန်တဲ့ performance ကို ပြသခဲ့တယ်ဒီနေ့ပွဲမှာကျွန်တော် United နဲ့ပတ်သက်ပြီးကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့အပိုင်းနှစ်ပိုင်းသွားပြီးတွေ့ရတယ်ပထမတစ်ပိုင်းကဒီတိုးတက်လာတဲ့တိုက်စစ်ပိုင်းနဲ့နောက်တစ်ပိုင်းကတိုးတက်ဖို့လိုအပ်နေသေးတဲ့ခံစစ်ပိုင်းပဲတိုက်စစ်ပိုင်းကတော့တကယ်ကိုတိုးတက်လာတယ်လို့ပြောရမယ်အဝေးဝင်းလာကစားသည့်တိုင်အောင် တကယ်ကို affected ဖြစ်တဲ့ကစားဟုံးသွားပြီးတွေ့ရတယ်ဒီ defense ဘိုင်းမှာတော့ united ကတပတ်နဲ့တပတ်ဟိုဘယ်လိုပြောရမလို့နည်းနည်း lower chat တွေကတဖြည်းဖြည်းများများလာတာကိုကျွန်တော်တွေ့ရတယ်အထူးသဖြင့်သူတို့ဒီ area တွေ cross town တဲ့အချိန်မှာဆိုရင် area jewel ဘိုင်းအားနည်းမှုတွေကဟိုပို့ပြီးတော့တိတာလာတယ်ဒီနှစ်ပွဲစဉ်ဟိုပေးသွားတဲ့နှစ်ကိုစလုံးကိုပဲကြည့်လိုက်ပထမတစ်ကိုကတော့ဒီ armed dialo ရဲ့ဒီဒီ man to man marking အားနည်းမှုကြောင့်ရယ်ပြီးရင်သူ့အနေနဲ့ဒီ physical ဘိုင်းလည်းအနေငယ်ဟို လိုအပ်ချက်ကြောင့်တော့သူ့အနေကိုးပေးရတယ်ဒုတိယကိုးကတော့ United ကစားသမားတွေ area ထဲမှာအကောင်ဒီ3-4ယောက်5-6ယောက်ဒီရှိနေခဲ့တဲ့တိုင်အောင်ဒီ area ကျွေးပိုင်းအားနည်းမှုကြောင့်ဒီခေါင်းတိုက်ရှင်းထုတ်မှုလိုအပ်ချက်တွေကြောင့်ကျွန်တော်ဒုတိယကိုးကပေးရရတယ်ဒါကြောင့် United အနေနဲ့ဟိုတိုက်စစ်ပိုင်းကတော့ဟို okay လို့ပြောရမယ်တပန်းစစ်ပိုင်းမှာတော့ United တို့အနေနဲ့ဒီထက်ပိုပြီးတော့တိုးတက်ကောင်းမွန်အောင်လုပ်ဖို့လိုအပ်ပါတယ်ဒီနေ့ပွဲစဉ်မှာဆိုရင်ပြီးခဲ့တဲ့ Brighton နဲ့ပွဲကလူစင်းကို ပြောင်းလဲမလုပ်ခဲ့ဘူးဒီဂိုသမားနေရာမှာ Sunny Lemons ကိုအသုံးပြုခဲ့ပြီးတော့ဒီ Sanabat 3ယောက်တန်းမှာဆိုရင် Matthew ရဲ့ delay ရဲ့ Landio ရဲ့ဒီ Lucio ရဲ့ကိုပွဲထုတ်ခဲ့တယ်ဒီ Queen လဲ4ယောက်တန်းမှာဆိုရင် Rywin ဘက်မှာဆိုရင် Armadia လို့သုံးပြီးတော့ Lewin ဘက်မှာဒီကိုဒါတော့ဒီတပည့်ပိုင်ဖို့နေရာမှာဆိုရင် Carlo Casemiro နဲ့ဒီ Bruno Fernandes ကိုသုံးပြုခဲ့တယ်ဒီ number 10ရောနေရာမှာဆိုရင်တော့ Brian Ambomo နဲ့ Matthew ကွန်ညာကိုသုံးခဲ့ပြီးတော့တိုက်စစ်မှာဆိုရင် Benjamin Sesko ကိုသုံးပြုခဲ့တယ် ပွဲကဒီပထမပိုင်းမှာတူတိုက်ကိုတိုက်နဲ့တကယ်ကိုကြည်ကောင်းတဲ့ပွဲစဉ်တွေပဲဖြစ်ခဲ့တယ်အခွင့်အရေးတွေလည်းဟိုအပြန်အလှန်ဖန်တီးပြီးတော့ဟိုဂိုပေါက်ကန်သွင်းမှုတွေလည်းလုပ်ခဲ့ကြတယ်ဒါပေမဲ့ဟိုဒီ34မိနစ်ရောက်မှာတော့ဒီတောင်းကန်ဘောကနေတဆင်ကာလိုကတ်စမဲတို့က United တဲ့ဦးဆောင်ကိုသွင်းယူပေးခဲ့တယ်ဒီပထမပိုင်းကတော့ဟိုတကယ်ကိုအကျိန်းနေတဲ့တကယ်ကိုကြည်ကောင်းခဲ့တယ်ဒုတိယပိုင်းဒီပြန်လည်စတင်တဲ့အချိန်မှာအဓိကဟိုဒုတိယပိုင်းကဂိမ်းရဲ့ဟိုအပြောင်းလဲဖြစ်သွားတယ်လို့ပြောရမယ်ဘာလို့လဲဆိုရင် United တို့အနေနဲ့ ုတိယပိုင်း15မိနစ်လောက်သာဂိမ်းကိုကွန်ထရိုးလုပ်နိုင်ခဲ့တယ်ဆိုရင်ဒီနေ့ပွဲကသူတို့ရဲ့ဂိမ်းဖြစ်သွားမယ်ဗျသူတို့နိုင်ဖို့ရာခိုင်နှုန်းတော်တော်များသွားမယ်ဒါပေမဲ့ပေးလဲရတဲ့ဒီဂိုးနှစ်ခုကလည်းအရန်ကိုမြန်ဆန်လုံးနဲ့ဒီ2မိနစ်အတွင်းမှာပဲပေးလဲရတယ်ဒီဂိုးတွေနဲ့ပတ်သက်ပြီးဒီနီးပြအမ်မိုရင်ဘာပြောသွားလဲဆိုတော့ဒီ9မိနစ်အတွင်းနဲ့သူတို့ဒီအမားလုတ်ခဲ့ရတာနဲ့ဒီနေ့ပွဲကတဲ့အပြောင်းလဲဖြစ်သွားတယ်တကယ်လဲဟိုအဲ့လိုမျိုးဖြစ်သွားတယ်လို့ပြောရမယ်ဒီဒီကိုးတွေကသူတို့ ဒီခွင့်မပြုခဲ့ရပဲနဲ့15မိနစ်လောက်သာ gain ကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ဒီနေ့ပွဲကတကယ်ကို United အတွက်တကယ်ကို must win game ပဲ။ပြလိုက်ရတဲ့ goal မှာဆိုရင်ဒီညာချမ်း cross ကနေဒီ Morgan Gisswhite က area box တဲ့ကနေအကောင်းဆုံးကောင်းတိုက်ပြီးတော့ Nottingham Forest ကဥဆောင်မှုသူရင်ပေးခဲ့တယ်။ဒီ goal ကဆိုရင်လည်းဒီခုနပြောခဲ့သလိုပဲ Armadia လိုအနေနဲ့ဒီ man to man marking ကတ်တဲ့နေရာမှာအနှဲငယ်လိုအပ်ချက်လေးရှိခဲ့တယ်။ဟိုဒီ goal သွင်းပြီးတော့ဘာမှမကြောက်ဘူးပြ။ဒီ2မိနစ်အကြာမှာပဲနောက်ထပ်ညာချမ်း cross ကနေဒီ area box တဲ့ ့ United ကစားသမားတွေဒါကတော့ United ကစားသမားတွေနဲ့ဟိုခေါင်းထဲရှင်းတုံးမှုအားနေတာပေါ့အဲ့ဒီအားနေမှုကနေတစ်ဆင့်ဒီ Northern Forest ရဲ့ကစားသမားဆာဝနာဆိုတဲ့ကစားသမားကဒီဒုတိယဦးဆောင်မှုတွင်ပေးခဲ့တယ်။ဘူးဝမ်ဖြစ်သွားတဲ့နောက် United ရဲ့ဒီတိုက်စစ်က chance တွေပိုပြီးတော့ create လုပ်နိုင်တာကိုတွေ့ရတယ်။အထူးသဖြင့်သူတို့ရဲ့ဒီ quick counter attack ကတကယ်ကိုဟိုထိရောက်တယ်လို့ပြောရမယ်။ chance တွေတော်တော်များများရတယ်။ဒီ minute 60ကျော်မှဆိုရင်ဒီ Bruno Fernandes area တွေကနေလှမ်းကန်တယ်။ဒီတိုင်မှန်ပြီးတော့ပြန်ချန်ထွက်လာတဲ့လုံးဆိုရင်ဒီ Carlo Casemiro က ဒီလုံးသာထိချက်ကောင်းပြီးတော့ဝင်ခဲ့တယ်ဆိုရင်ဘာပဲပြောပြောတူးတူးဖြစ်နိုင်တဲ့အခြေအနေမျိုးမှာဂိမ်းက different ဖြစ်နိုင်တယ်ဗျာဒါပေမဲ့လည်းဟိုကာလုကက်စပယ်ရိုနေနဲ့အဆုံးမသတ်နိုင်ခဲ့တဲ့အတွက် United တဲ့ဒီနင့်နာခဲ့ရလို့ပြောရမယ်ဒီ Nottingham Forest ဒီဘက်ကနေကြည့်မယ်ဆိုရင်တော့ Nottingham Forest ဒုတိယပိုင်းရဲ့ကစားတာတော်တော်ကောင်းတယ်အထူးသဖြင့်သူတို့ရဲ့ဒီ quick transition ကတကယ်ကိုကောင်းမွန်တယ်လို့ပြောရမယ်ဒီတိုက်စစ်တိုက်စစ်နဲ့ဒီခံစစ်ကြားမှာသူတို့ရဲ့ဒီအလှည့်ပြောင်းကစားသွားတာတကယ်ကိုကောင်းမွန်တယ် ဒီ United ထဲကဒီဒုတိယဦးဆောင်ကိုဆိုရင်တော့ဒီအာမတီယာလိုရဲ့ဒီဒီဘောလီကန်ချက်ပေါ့ဒီဒီတောင်းကန်ဘောကရှန်ချန်ပြန်ရှန်ထွက်လာတဲ့ဘောလုံးအာမတီယာလိုအာမတီယာလိုအနေနဲ့ဒီဘောလီကန်ချက်နဲ့အကောင်းဆုံးဆုံးသက်ပြီးတော့ United တဲ့ဒုတိယကိုဦးဆောင်ကိုတွင်းပေးခဲ့ပြီးတော့တူးတူးဖြစ်နေတယ်ဒီနောက်ဆုံး minute ဒီတလုံးရတယ်အဲ့လုံးမှဆိုရင်လည်းတကယ် United can kill လို့ပြောရမှာအဲ့လုံးသာဝင်သွားခဲ့တယ်ဆိုရင်ဂိမ်းကဘာပဲပြော2-3နဲ့ United နိုင်ဖို့ ခွင့်ရေးရခဲ့တယ်ဒါပေမဲ့လည်းကံမကောင်းစွာနဲ့ဒီ Nordian Forest ရဲ့နောက်ခံကစားသမားကဒီအကောင်းဆုံး clear out လုပ်ပြီးတော့ဒီဒီ goal ကိုရှင်းထုတ်နိုင်ခဲ့တယ်ဒါကြောင့် United တဲ့နင်းလာခဲ့ရတယ်ဘာပဲပြောပြော United တို့အနေနဲ့ Nordian Forest ဆက်ကွင်းမှာနှစ် goal တည်ကြသွားတဲ့ရလကဟိုမဆိုးဘူးလို့တော့ပြောလို့ရတယ်ဒီထက်ပိုပြီးတော့အနိုင်ရလနဲ့ထိုက်တန်ခဲ့တာတော့အမှန်ပဲဒီဘွဲနဲ့ပတ်သက်ပြီးကျွန်တော်ဘာသွားတွေ့ရလဲဆိုတော့ဒီခုနကပြောသလိုပဲဒီတိုးတက်တဲ့အပိုင်းတွေရောတိုးတက်တိုးတက်ဖို့လိုအပ်တဲ့အပိုင်းတွေရောတွေ့ရတယ်နောက်ပြီး United အနေနဲ့ဒုတိယပိုင်းမှာကွင်းလယ်ပိုင်းကိုပို့ပြီးတော့ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ဒီပွဲက United ရဲ့ gain ဖြစ်သွားမယ်ဒီဒုတိယပိုင်းမှာဆိုရင် United ရဲ့ကွင်းလယ်ကတကယ်ကိုထိန်းချုပ်မှုကင်းမဲ့ခဲ့တယ်လို့ပြောရမယ်ဒါကြောင့်လည်းဒီ Nordian Forest ရဲ့ attacking ပိုင်းဒီ threat လောက်တာကိုအချင်းချင်းခံရတယ်ဒီဥဆောင်ကိုတွေခွင့်ပြုခဲ့ရတယ်ဒါကြောင့် United တို့အနေနဲ့ဟိုခွင်းလယ်ပိုင်းရောဒီဒီခွင်းလယ်ပိုင်းအနေနဲ့ထိန်းချုပ်မှုလိုအပ်တယ်နောက်ပြီးတော့ဒီ defensive ပိုင်းကိုလည်းဒီထက်ပိုပြီးတော့ ိုးတက်ကောင်းမှုအောင်လုပ်ဖို့လိုအပ်ပါသေးကြောင်းသုံးသပ်မိပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ